ဂျိုရှောဘိုင်းရဲ့ထုတ်ပွဲကြီးကြောင့်မြန်မာပြည်သက်တော်တော်များများကစိတ်ရောဂါတော်ရနိုင်ကြပါပြီဂျိုရှောဘိုင်းရဲ့ထုတ်ပွဲကြီးကိုမဲအောက်တွင်မှာလူအယောက်ပေါင်းထောင်ချီကတပြိုင်နက်ထဲအိမ်မက်မက်ကြတဲ့ဗျာကျွန်တော်ပါဝင်ပေါ့အိမ်မက်ထဲမှာဂျိုရှောဘိုင်းကရှုံးသွားတယ်တဲ့ကျွန်တော်ဆိုရင်၃ညဆက်တိုက်ဂျိုရှောဘိုင်းရှုံးတယ်လို့အိမ်မက်မက်တယ်ဗျာဆိုတော့အိမ်မက်ဆိုတာကပြောင်းပြန်ယူရတယ်မလား ဒီပွဲက UFC Flyweight နံပါတ်3 Fighter ကြီးနဲ့ထိုးရတယ်ဆိုတော့မြန်မာပြည်သူရဲ့စိတ်ထဲမှာစိုးရိမ်မှုကတော့လွမ်းနေတာတော့အသေးချာပဲ။ဘာဖြစ်ဖြစ်ပြောချင်တာကဒီပွဲဟာ Joshua Van တော့လုံးဝလုံးဝကိုအရှုံးမရှိတဲ့ပွဲဖြစ်တယ်။အဲ့ဒါလို့ပြောလို့ Joshua Van ပြောတဲ့စကားကိုပဲပြန်သုံးမယ်။ရှုံးရင်လည်းရှုံးနိုင်ရင်လည်းနိုင်ဆိုတဲ့ပုံစံမျိုးမဟုတ်ဘူး။အရှုံးမရှိတာကိုပြောတာပါ။ Joshua Van ကတော့အခုလိုမျိုး ရှုံရှုံနိုင်နိုင်ထိုးတာမျိုးမဟုတ်ပင်တဲ့ဒီပွဲကိုနိုင်ကိုနိုင်နိုင်လို့ထိုးတာဖြစ်ကြောင်းဘရူနိုစီးပါးနဲ့ပွဲမှာလီချင်းဒါကလုံးဝကို80ရာခိုင်နှုန်းလောက်အသုံးဝင်ကြောင်းနဲ့သူတို့ကဝိတ်အသင်ချကသူ့ကိုဘာမှအခက်မတွေ့စေကြောင်းဘာမှအဖက်မဖြစ်ကြောင်းဂျက်ရှွာဘန်ကပရိသတ်တွေကိုယင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်ဘရန်နာရူဘာကတော့ ဂျိုရှွာဘန်ကိုအထင်သေးတာကတော့တရားရခိုင်နှုံးပါပဲသူအနေနဲ့အဆင့်30အောက်ဖိုက်တာတွေနဲ့တကားမှမထူးခဲ့ဘူးဘူးဒါကပထမဆုံးပဲဂျိုရှွာဘန်ကိုဒီနေ့သူဘာကောင်းလဲဆိုတာပြမယ်တဲ့ဗျာသူကတော့သူ့ရဲ့နီးပြတွေကကဘွားအကောင်ဆုံးဗက်ဆင်းနီးပြတွေဖြစ်တယ်ပြီးတခါကျသူကအရက်ရှိတယ်လက်တန့်ရှိတယ်ဒါကြောင့်မို့လို့ပဲဂျိုရှွာဘန်ကိုအပေါက်သိပ်ဖြစ်မယ်ပေါ့နော်ဂျိုရှွာဘန်ကတော့အရက်ပူတယ်ရက်စီဖလိုက်ဝိတ်တမ်းမှာဆိုရင်မြဲတယ်အမေဘော်ဒီအသာပြီးနေ ထိုးခဲ့ရတာကိုတွေ့ရတယ်ပေါ့နော်ဒါမဲ့ဂျော်ရှွာဘန်ကအရှောင်းတိန်းနဲ့ဘောက်ဆင်ကတော်တော်လေးကိုကောင်းတာဖြစ်တဲ့တော့တိတ်မသိတာဘူးဘာဖြစ်ဖြစ်ဖြစ်ပါဘရန်နာရေဘာကဘာဖြစ်ပြင်ဆင်လာပါစေဂျော်ရှွာဘန်အနေနဲ့စိတ်ကိုတည်ငြိမ်စွာထားပြီးတော့အမှတ်အသားကြီးရဖို့တော့ဒီပွဲမှာကြိုးစားသင့်ပါတယ်ကျရှာမနိုင်မဲလို့လေယုံကြည်တယ်ဆုလဲတောင်းပေးနေတယ်မြန်မာပြည်သက်တွေရောအဲ့လိုမျိုးပဲထင်ပါတယ်ဘလောက်ပဲအိမ်မက်ထဲမှာကဂျက်ရှာဘန်ရှုံးပါစေအိမ်မက်ဆိုတာပြောင်းပြိုင်ယူရတာမို့လို့ဂျက်ရှာဘန်နိုင်မဲလို့ကြောင်းနေနေယုံကြည်ပါတယ်ဗျာ